ဒါဆိုရင် beauty supplement အနေနဲ့ vitamin A ကိုထုတ်လာဆိုတော့ထုတ်တယ်။အဲ तू က carotenoids ဆိုတဲ့ဟို ingredients တွေအနေနဲ့လည်း तू လာတတ်တယ် beta carotene နဲ့လည်းလာတတ်တယ်။တခါလေကျရင်တချို့ collagen supplement တွေထဲမှာ ingredient one of ingredients အနေနဲ့တခါလေကျရင်ရှိနေရမျိုးလေးရှိတယ်။ तू ကကျတော့ skin health အတွက်ပဲမို့လို့ daily requirement limit ထဲမှာဝင်နေရမျိုးဖြစ်တယ်လို့အောက်ကျနေရမျိုးလည်းဖြစ်တတ်တယ်။ဒီလိုမျိုး beauty supplement နဲ့လာတဲ့ဟာတွေကပြီးတော့နောက်တစ်ခု vitamin A မျိုးစောက်တခြားနေရာမှာသုံးတာမျိုးလေးလည်းရှိ င်သူကကြတော့ဒီလိုမျိုးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဟာမျိုးမဟုတ်ဘူး synthetic အနေနဲ့အပြင်မှာထုတ်ဖော်ထားတဲ့ဟာဖြစ်တယ်ဒါကကြတော့တို့ isotretinoin လို့လည်းခေါ်တယ် acetretin လို့လည်းခေါ်တယ်ဒါကကြတော့အရေပြားယောဂတွေကိုကုတဲ့အနေထားတွေမှာသုံးတာမျိုးတွေဖြစ်သွားပြီ psoriasis တို့ပြီးတော့ acne ဝက်ချံသမားတွေမှာတသက်ဟိုထုတ်လုပ်ထားတဲ့ဟာဒါလည်း vitamin A မျိုးစားနွယ်ပဲဖြစ်တယ်ဆိုတော့တောက်ဆင်းမာနေကိုကိုအုပ်စုလိုက်အုပ်စုလိုက်ကွဲနေရမျိုးတွေရှိတယ်ဆိုတာကိုသိထားမှာဖြစ်တယ် vitamin A လို့ပြောလိုက်တာနဲ့အရေပြားအတွက်လှ ားဖို့ဆိုတဲ့တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုတော့သိထားဖို့လိုလိမ့်မယ်